ျွန်တော်တို့ရဲ့ channel ကိုကြည့်ရှုအပ်ပေးနေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့နိုင်ငံရဲ့အတိုင်းပြည်ရဲ့ကြောယူမှန်နိုင်ကိုเนาะဒီမြန်မာနိုင်ငံလေးရဲ့မြေပုံရဲ့အလေအလေတက်တက်မှာဒီလိုပဲမှာကြည့်လိုက်ကျွန်တော်ဘလောက်ဒီကြောက်လဲဆိုတာခင်ဗျားတို့စဉ်းစားအဲလိုက်လွင်လာတဲ့ဒီမှာနောက်တစ်လုံးကျွန်တော်ဘလောက်ကြောက်လဲဆိုရင် ဖုန်းကိုဆက်တာ ဒါဒီဘုံးတွေကိုကျွန်တော်အတန် sign နဲ့လောက်ထားပေးလိုက်မယ်ဗျာနော်ကျွန်တော်အရန်ကြောက်ကြတယ်ကြောက်တယ်အကုန်လုံးကကြောက်တယ်ဒီဘက်အစိုးရဘက်ကတချို့တော့မဟုတ်တာကောင်လောက်တဲ့ကောင်တွေလည်းကြောက်တယ်ဒီမှာတက်ခွန်နေဒီမှာကြည့်လိုက်ဖုန်းနံပါတ်အမျိုးမျိုးနဲ့ခေါ်တာကျွန်တော်အရန်ကြောက်ကြတာဘာဖြစ်လို့လဲဆိုတော့အမှန်တရားကိုမရင်ဆိုင်ရတဲ့လူတွေပေါ့နော်အဲ့တော့ဒါဒါပါသူတို့ဖုန်းခေါ်နေတယ်ဒီမှာကျွန်တော်ခေါ်နေတယ်ကျွန်တော် sign နဲ့လောက်လိုက်ပြီကျွန်တော်အာယုံမနောက်တော့ဘူးပေါ့နော် ဟိုဟာပေါ့ညီလေးဒါလေးရင်လို့ပြုံးတကောမိဟိုဟာဖြစ်နေလို့အာသွင်းနေဥစ္စာပလက်ပေါက်ယူပြီးလိုက်ကိုနော်အဲမင်္ဂလာပါတကယ်ကြီးနဲ့ bus s i g n s passing ဟိုဟာဒီမြန်မာနိုင်ငံရဲ့အလယ်မြေပုံရဲ့တက်တက်ကြိုးရိုးထဲမှာဘာရှိနေလဲဆိုတော့ကျွန်တော်တက်မလို့နဲ့ တမရော်သားမိသားစုတွေမိထားလို့မရနဲ့ပေါ့နော်တမရော်နဲ့တမရော်သားမိသားစုတွေတမရော်ကာကွယ်ဦးစည်းချုပ်ကနေစပြီးတော့ပြည်သူစစ်မှုထမ်းညီလေးတွေပြီးလို့ရှိရင်ရဲတပ်ဖွဲ့ဝင်တွေပြီးလို့ရှိရင်အပြည်သူစစ်တွေအပြည်တချို့သောဗိုလန်တီးယာတွေပေါ့နော်ကျွန်တော်မတိတဲ့အဖွဲ့အစည်းနာမည်တွေခြံခဲ့ရင်ကျွန်တော်ကိုနားလည်ပြီးပါခွင့်လွှတ်ပေးပါနော်အဲဒါကြတော့နိုင်ငံဥကာကွယ်နေတာတမရော်တွေဖြစ်တယ် အဲ့ဒီတက်မတော်တွေထဲမှာကောင်းတဲ့လူတွေရှိတာပေါ့မကောင်းလူတွေရှိတာပေါ့အားလုံးကခொနည်းသားသမီးတွေလူသားတွေပဲလေအဲ့တော့တက်မတော်သားတွေအကုန်လုံးကောင်းပါတယ်လို့ရဲတပ်ဖွဲ့ဝင်တွေကောင်းပါတယ်ပြည်သူစစ်တွေကောင်းပါတယ်လို့ဟောတို့ရင်ထင်းတွေကောင်းပါတယ်လို့တော့ကျွန်တော်ကမပြောနိုင်ဘူးဗျာနော်ဒါလက်ရှိအစီတရားကိုကျွန်တော်ကပြောပြတာနော်ပြောပြတာအဲ့တော့ကြတော့ကိုကောင်းအောင်နေဖို့လိုတယ် ကိုကောင်းနေဖို့လိုတယ်တဲ့မှာဟိုပြည်သူတွေလည်းကောင်းနေဖို့လိုတယ်ခင်ဗျားတို့ခုပြည်သူတွေကိုကျွန်တော်ကအရင်ဒီနေ့စပြောချင်တာပြည်သူတွေခင်ဗျားတို့အနေနဲ့ပေါ့နော်ဟိုဟာမလုတ်ကြပါနဲ့တော့ဟိုခင်ဗျားတို့ကတော့အသိဉာဏ်ပညာတွေဟိုဘလို့ဖွံ့ဖြိုးတိုးတက်လဲမတက်လဲတော့ကျွန်တော်မသိဘူးပေါ့နော်ခင်ဗျားတို့ပြည်သူတွေက မွေးရပါအဋ္ဌဉာဏ်ပညာမရှိဘဲနဲ့တိုင်းပြည်နဲ့နိုင်ငံနဲ့လူမျိုးနဲ့ဘာသာသာသနာနဲ့ဓလိထုံးလန်းစင်လာတွေကိုအချိုးမပေးဘူးပဲနဲ့လူပုဂ္ဂိုလ်တဦးတယောက်ကြောင့်ကျွန်တော်တိုင်းပြည်ဘာဖြစ်သွားလဲဆိုတာကိုသိတဲ့နေခမရအဲ့မှာနှစ်ဖက်ကြည့်လို့ရတယ်ခမရတော့နှစ်ဖက်ကြည့်ခမရတို့ကြည့်တတ်ဖို့လိုတာကိုပြောတာနော်ဟုတ်ပြီခမရတို့ဥမေးအောင်လိုင်းကအာနာထိန်းတာတစ်ဖက်ဒါခမရတို့ရဲ့နော်အတိအမြင်ရဲ့ခမရတို့ရဲ့ ိစ္စဒီဘက်တစ်ဘက်မှာဒေါ်စုကြည်ဥဆောင်တဲ့ NLD အစိုးရမဲခိုးခဲ့တာအဲ့ဒီနှစ်ဖက်ကိုခင်ဗျားတို့ကချိန်ရမယ်ချိန်ပြီးရင်ငါတို့တိုင်းပြည်ကောင်းမှုအတွက်ကိုငါတို့ဘလို့နေရာမှာရက်တည်ရမယ်ငါတို့နားမလဲတဲ့အလုပ်ကိုငါတို့မလုပ်ရဘူးငါတို့ပုံမလေးလေးပြောမယ်ကွာဥပဒေပေါင်းအတွင်းမှာအခုခင်ဗျားတို့တိုင်းပြည်ပြတ်တော့ကြတော့ခင်ဗျားတို့ကျွန်တော်တို့လာပြောတယ်အာရင်တိန်နေရာဆိုင်ကယ်တွေဖမ်းနေတို့ကားတွေဖမ်းနေလို့ ျွန်တော်တို့ကတခုရှိတယ်ကျွန်တော်ရင်ဒင်းအကြောင်းမပြောတာတခုရင်ဒင်းကလေငါတို့ပြည်စုံနေကြည့်လိုက်ဖမ်းလို့မရဘူးရင်ဒင်းကလည်းခမတကယ်ကိုစီကံကောင်းတဲ့အဖွဲ့စည်းထဲမှာပါတယ်တကယ်ရင်ဒင်းစစ်စစ်တွေတည်တယ်အဲ့ဒါခမတို့ကျွန်တော်ဆက်ဆက်ပြီးပြောချင်တာကအရန်ပြောစရာတွေကများတယ်ခမတို့အဲ့ဒါကျွန်တော်ရင်ဒင်းဘက်ပါကျွန်တော်က ခမရကလည်းပွင့်လေးပြောမယ်ဗျာအရင်တော့ကျွန်တော်တို့ဖေဆိုရဲမုံလို့စစ်တပ်ထဲဝင်ခဲ့တာဒါရှိတရားရင်နေရခမရမြတူရဲ့ဥပဒေပေါင်းထဲမှာကျွန်တော်ပြောပြီးပြီအိမ်စည်းကားဆိုရင်၄ယောက်ပဲတင်လို့ရတာရှေ့တယောက်နောက်၃ယောက်အဲ့ဒါပို့ပြီးတော့အပေါ်မှာတင်လို့မရဘူးအဲ့ဒါဖမ်းရင်ခမရတို့ကရင်နေရတောင်းတယ်ပြောတယ်ကုန်တင်ကားကြီးတွေသူ့ရဲ့တန်ချိန်နဲ့သူ့ရဲ့အုပ်စုသွားတာနဲ့ဘာညာနဲ့အခုခမရတို့ကျွန်တော်ပြောတဲ့တာစီဂိတ်တို့ပါတော့ နော်ကျွန်တော်အဲ့တာကြီးကိတ်ဆိုတာကျွန်တော်အင်ကြီးတွေအစ်စ်တေကြီးပဲလက်ဆောင်ပေးခဲ့တာနော်တထဲကို1000ခွဲ2000ခွဲလောက်တန်နေ15တယ်လောက်ရှိမှထင်းနေပြောချင်တာခင်ဗျားတို့ပြည်သူလူထုအတန်နဲ့ပြောလို့ရတယ်ကျွန်တော်အဲ့ဒီဂိတ်ကလူတွေကိုကျွန်တော်မယူနဲ့လို့မပြောဘူးယူနော်လက်ဖက်ရည်ဖို့ကုန်းဖို့ဆေးဖို့တော့ယူဘာဖြစ်လို့လဲအဲ့ဒီနေရာမှာလာထိုင်နေတာကတော့ပွင့်လင်းပြောရင်သူတို့တော့တောင်းစရာမလိုဘူးရော့ဆရာတို့ကုန်းဖို့လေး ဟုတ်လား2000ပြည်ပြည်3000ပြည်ပြည်ကျွန်တော်တို့မြန်မာနိုင်ငံအလုံးစုံပြည်စုံနေတဲ့နိုင်ငံတော့မဟုတ်ဘူးအစိုးရမှလည်းအားနည်းချက်တွေဝန်ထမ်းအပေါ်မှာအားနည်းချက်တွေအများကြီးရှိနေလို့ဒီပြဿနာတွေတက်နေတယ်ဆိုတာကျွန်တော်နားလေတယ်။နောက်ခမရတို့ကစီးပွားပြည်တစည်းကို6000 9000 8000တောင်းမှတော့လက်ရှိအစိုးရကလောကကံရတာခတ်တယ်လေ။ပြီးရင်ကုန်စည်စည်းစင်းမှုတွေနှောင့်နေတယ်။အဲပြီးရင်ကုန်စည်စည်းစင်းမှုနှောင့်နေရတယ်လွဲပြီးဘာတွေဖြစ်လာလဲဆိုတော့ပြည်သူလူထုတွေကုန်စည်ရ ဂိတ်တိုင်းဂိတ်တိုင်းအဲ့လိုတွေကောက်တော့အဲ့မှာဂိတ်ပြီးကောက်တဲ့ကောက်တဲ့ဈေးကနေပြီးတော့နောက်ဆုံးအဆင့်ဘဒူပါသွားဖြစ်နေဆိုတော့ပြည်သူလူထုဒုက္ခရောက်တဲ့အဆင့်ကိုဖြစ်သွားလို့ပြောရတာဖြစ်တယ်ကျုပ်ကရေးချမ်းသာတာလည်းမြင်ကျင်တယ်စစ်သားချမ်းသာတာမြင်ရင်ရင်ချမ်းသာတာလည်းမြင်ကျင်တယ်အားလုံးချမ်းသာတာမြင်ကျင်တယ်ခမားတို့ချမ်းသာလို့ရတယ်ဒါပေမဲ့တိုင်းပြည်ကိုဝအောက်ကိုတော့ပြန်ကြည့်ပါနော်အခုပြည်ဦးလွင်မှာ မြေသိမ်းမှုတွေအကျိုးတော့ ဒီအနည်းစကားလေရင်ကွင်းကိစ္စဒီနေ့မနေ့ပေါ့နော်အဲ့ဒီဗီဒီယိုဘန်ကျွန်တော်စီရောက်နေပါပြီနော်ဖြတ်သွားတယ်ဖြတ်ပါဘာမှမဖြစ်ပါဘူးဖြတ်ခြင်းပြန်ဖြတ်ခြင်းနေပြည်သူလူထုကအမှန်တရားကိုရင်ဆိုင်လာရမယ်ကာယကံရှင်ကရင်ဆိုင်လာရမယ်ဆိုရင်တော့ရင်ဆိုင်ပေးမယ်ပြောပေးမယ်အားလုံးအထက်ထိရောက်အောင်ပြောပေးမယ်အဘကကြိုကြီးဦးမရောက်နိုင်တည်တာမတည်တာမတည်ဘူးအဘတူချုပ်ကြီးမတည်ဘူးပိုးဆက်ကဗိုလ်ချုပ်မြထွန်းဦးတို့တည်တယ်မတည်ဘူးဗိုလ်ချုပ်ကြီးပေါ့နော်မြထွန်းဦးတို့တည်တယ်မတည်ဘူးဆိုတော့ကျွန်တော်လည်းမတည်ဘူးနော် အမှန်တရားအမှန်တရားတိုင်းပဲသွားမယ်အဲ့တော့ကျတော့လူတွေကအောက်မှာဘာတွေလုပ်နေကြလဲဆိုတော့နော်အစိုးရတည်းရဲ့နော်ဟွာတွေခွင့်ပြုချက်တွေမပါဘဲနဲ့အဲ့လိုမျိုးလိန်ခဲ့တာဝန်ထမ်းအစင်ဆက်ကတော်တော်များသွားပြီနော်ကျွန်တော်တို့ဒီပြင်ပြွင့်လေးဧကနေရာဆိုလို့ချင်းအကြောင်းကြီးကဘာလို့လဲဥမာတခုအကြောင်းကြီး20လောက်မှာကိုဖြစ်ခဲ့တဲ့ပြဿနာတွေပဲအခုအဲအကြောင်းကြီးတွေလောက်ခဲ့တဲ့ ကျောင်းကြီးတွေကဘယ်နားမှာရောက်နေလဲဆိုတာလေသူတို့သိတယ်။အဲအဓိကလူကြီးကကျွန်တော်အများအားပြောတယ်ခင်ဗျားတို့နှလုံးလားဖို့လိုတယ်။နှလုံးသားလားဖို့လိုတယ်။အဲပြီးလို့ရှိလို့ချင်းသဘောထားကြည့်ဖို့လိုတယ်။ဒီကလေးကသူအမှန်ကိုပြောတာငါတို့ကျောင်းကြီးလက်ထက်တုန်းကဒါတွေရှိခဲ့တယ်။အဲ့ဒီဥစ္စာတွေကိုရောင်းခဲ့တာဘယ်သူတွေလဲ။အဲဒီပြည်ဦးတွေမှာနေတဲ့လူတိုင်းသိတယ်။နော်အဲ့တော့ကျတော့ခင်ဗျားတို့ကမြေတကိုးတွေဒါပေမဲ့ ဒီညကတော့အဲ့ဒါတော့အခြေတဝင်းကျွန်တော်မပြောပါဘူးကျွန်တော် CA အရာနဲ့အတိုင်းပြည်အေဂျင့်မှုနဲ့အတိုင်းပြည်ငိမ့်ဂျင့်မှုနဲ့တချို့သောစကားတန်တွေကျွန်တော်ကြားထားတာလေးရှိတာလေးကိုမျှဝေပေးမှာเนาะမြေခိုးတာတွေပါရရတော့ပြီးမှတစင်ချင်းသွားမှာပေါ့ဒါကတော့ပြောရမှာပဲလေဟုတ်လားပြူးလေဒီလေရင်ခွင့်စီမံကိန်းဆိုပြီးတော့မှအမြေကိုသိမ်းတယ်အဲသိမ်းလို့ရတယ်သိမ်းအဲနိုင်ငံတော်ကိုတရားဝင် ပေးမယ်ပိုင်ရှင်ရလည်းပေးမယ်ပေးမယ်အဲ့ဒီသိမ်းတဲ့စာလေးတစ်စောင်ကိုတော့ တက်မတော်ကာကွယ်ရေးဦးစီးချုပ်နိုင်ငံတော်ဝန်ကြီးချုပ်ပဲဖြစ်ဖြစ်ဒုချုပ်ကြီးပဲဖြစ်ပုံအောင်လင်းတွေးပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုစာရလစ်တရတရွက်ကိုလက်မှတ်ထိုးပြီးတော့ပြင်ရပြီနော်လက်မှတ်ထိုးစရာမလိုဘူးလို့ဘာလို့လာမပြောနဲ့နော်မြေယာဆိုတာကအစိုးရပိုင်တာတနိုင်ငံလုံးအစိုးရပိုင်တာဒါပေမဲ့အစိုးရမသိပဲနဲ့အောက်မှာလှုပ်ရှားနေတဲ့အရာတွေအများကြီးရှိလို့ပြောရခြင်းဖြစ်တယ်နော်ကိုကျိုးစည်းဝါချတဲ့လူတွေကတော့နာကြပေါ့ကျွန်တော်တို့အမှအခုတက်မယ်လို့ချင်းချောင်းနေတဲ့မင်းဖះဝအောင်ရှိကူတာတို့ အခုမင်းကိုတတ်ဖို့လာနေပြီလို့မင်းနောက်မှာဘာလို့ရှိလဲတဲ့ငါနောက်မှာအစိုးရရှိတယ်အဲ့ဒီအစိုးရကိုဘယ်သူဦးဆောင်လဲဆိုရင်တမတော်ကာကွယ်ဦးစည်းချုပ်နိုင်ငံတော်ဝန်ကြီးချုပ်နော်ယာယီတမရာကြီးဦးမင်းအောင်လိုင်းဦးဆောင်တယ်ငါနောက်မှာအစိုးရရှိတယ်ငါဒီအမှန်တရားပြောတဲ့အတွက်အစိုးရရှိရတဲ့အတွက်ငါဒီမင်းတို့ဆူတောင်းတယ်လို့ဖန်ခံရမှာမဟုတ်ဘူး။နော်မင်းတို့ချက်လက်ဒေတာတွေစုပြီးဟိုမှာရောက်နေပြီ။မင်းတို့ဖြည့်ရှင်းလိုက် ။ငါអော်လိုက်တာမင်းတို့နှញလောက်မင်းတို့အေးပြတ်သွားတယ်မှတ်လား။နော်လောက်ကြ။အဲ့တော့မင်းတို့ကိစ္စတွေပေါ့။မင်းတို့ကတကယ်အောက်တန်းသားတွေကဘာလို့လဲဆိုတော့နိုင်ငံတော်အကြီးအကဲရာထူးတနေရာလောက်ရပြီ။အဲ့လုတ်ပိုင်ခွင့်တွေရပြီဆိုရင်မင်းတို့မဟုတ်တာကြီးလောက်တော့မယ်။အဲ့ဒါမင်းတို့ရဲ့အကျင့်စာရေးတာတွေ။နော်။ငါဒီဒီနေရာမှာရောက်လာတယ်။ငါပြည်သူလူထုအတွက်ဘာလုပ်ပေးရမလဲဆိုတဲ့အတွေ့အကြုံမတွေ့ဘူး။နော်အဲ့ဒူဝင်ဆိုတဲ့ကောင်ရဲ့အကောင့်လာကြည့်မင်းလာကြည့်ရတယ်။ ငါသည်နိုင်ငံတော်ဝင်ကိုထမ်းမဲ့ဝင်တန်းလားနိုင်ငံကိုရောင်းစားမဲ့ဝင်တန်းလားနိုင်ငံဘဝတွေအကျိုးမြတ်ထုံးမဲ့ဝင်တန်းလားဆိုတော့မင်းတို့ကိုယ်တိုင်မင်းတို့စားတဲ့ထမင်းဟာချီးဖြစ်သွားပြီးတော့အုံတော်ထဲမရောက်တဲ့ကောင်းလေရှင်းလားဟုတ်ပြီလားနော်အဲ့တော့ကျတော့မင်းတို့ဟာငါရောက်နေတဲ့နေရာကငါတိုင်းပြည်အတွက်နိုင်ငံအတွက်လူမျိုးအတွက်လုံးမလားသူသည်မဟုတ်ငါရဲ့ကိုကျိုးစည်းဘွားရဲ့ ။ငါရဲ့မိသားစုအရေးကိုချမ်းသာဖို့အရေး20သက်စားမကုန်လေ12သက်စားမကုန်လေအဲ့ဒါဆိုရင်မင်းတို့ဗုဒ္ဓဘာသာမှာကိုးကွယ်နေ။ဗုဒ္ဓခေါရမမြတ်စွာဘုရားကအဲ့ဒါကြီးမခေါ်ကြတာဘူး။ဗုဒ္ဓကအရန်အေးချမ်းသာ။နော်မင်းတို့ကဟိုဆွေစဉ်ပေါင်းဆက်မျိုးစဉ်သားဆက်စားမကုန်အောင်ထားခဲ့နိုင်တော့မင်းတို့ကမသေးတော်ဘူးလား။ဟင်မင်းတို့ပြည်သူလူထုပေါ်မှာငါတို့ကနိုင်ငံထဲမှာနေပြီးတော့အမှန်တရားကိုပြောတာနော်။ ူများတို့တပုံထားကြပြီးတော်လန်တာမဟုတ်ဘူးတကယ်တတ္တိရှိလို့ဒီစကားကိုတက်ပြောနေတဲ့ကောင်ဟုတ်လားမင်းတို့ကမင်းတို့ခိုးထားတာတွေဖွက်ထားတာတွေလှုပ်ထားတာတွေမဟုတ်တာတွေလှုပ်တာတွေပြောပြီးဆိုတာနဲ့အသက်အနေမှာချိန်ချောက်လာတာအဲ့ဒီ screen shot တွေကရောက်သွားပြီးဟိုမှာအပေါ်မှာနော်အဲမင်းတို့ဖြည့်ရှင်းရမယ့်ပြဿနာမင်းတို့ကမင်းတို့ဖြည့်ရှင်းဟုတ်ပြီလားအဲ့တော့တိုင်းပြည်နိုင်ငံလူမျိုးကိုတကယ်ချစ်တာတွေကဘ ᱹ ဒူတွေလဲဘ ᱹ ဒူတွေလဲ မေးချင်တာမေးချင်တာဟမ်ရထားတဲ့ယာရူအာနာတွေကကိုကျိုးစည်းဝါးရှာဖို့လားဒါကလုံးဝကောင်းတာနဲ့တိုက်ခိုက်နေတာမဟုတ်ဘူးနော်ဒီလိုလူတွေရှိနေတယ်ဒီလိုလူတွေကိုချင်းပြန်စားတတ်အောင်လို့ကိုပြောပေးနေတာဟာဇော်ဘုံကြီးပြောတာအထင်းမှငါတို့လည်းပါတယ်မှန်တယ်ငါတို့ပြည်သူလူထုတော့ငါတို့ပြန်ကြည့်ရမယ်ငါတို့တိုင်းပြည်နဲ့နိုင်ငံအတွက်အလုပ်တော့ငါတို့လုပ်ရမယ်နော်မင်းတို့ရောင်းစားတယ်ပြင်းတို့ ဘာလို့လဲဆိုတော့ပြည်သူလူထုကတင်ပေးတယ်လို့ပြောရအောင်ကွာမင်းတို့ကပြည်သူလူထုကမင်းတို့ဘာတင်ပေးတာလဲမင်းတို့မှတင်ထားတဲ့အတတ်ပညာတွေကမင်းတို့ဝင်နှဲဝင်လောက်တာလေမင်းတို့ဝင်နှဲလာကလာကနေမလုံလောက်ရင်မင်းတို့လက်ရှိတည်သေးအစိုးရအောင်မင်းတို့ပြောရမှာလေမင်းတို့မပြောရင်ငါ့ကိုပြောငါတို့ပြောပေးမယ်အဘကကြောက်ကြီးလက်ရှိနိုင်ငံတော်ဝင်နှဲတွေကိုဒီအစိုးငွေစစ်သားတွေအစိုးငွေ950နဲ့စားနေရတယ်မလောက်ပါဘူးဗျာ ဒါလေးကိုတော့စဉ်းစားပေးပါပြောပေးပါအရာကကြုံကြီးအနေနဲ့ရောဒီ950နဲ့950အစုံငွေနဲ့လောက်မယ်လို့ထင်လားခင်ဗျာပြန်လဲစီစီပေးပါเนาะဒီတက်မိသားစုတွေရဲတွဲဖို့ဝင်နေပြည်သူစစ်တွေเนาะဒီလိုနိုင်ငံရေးအခက်အခဲအကျတဲတဲမှာကုံစင်းနှောင်းကတက်ချင်တဲ့လောက်တက်ပြီးတော့မှကိုယ့်ရဲ့ဝန်တန်းတွေဒုက္ခရောက်နေပါတယ်ဆိုတာကိုမင်းတို့မပြောရဘူးမလားမင်းတို့မပြောရတော့ဘာလုပ်လဲမင်းတို့ခိုးတယ်လေမြေရရင်မြေခိုးတယ် မင်းတို့စီရရင်စီခိုးတယ်ဆံရရင်ဆံခိုးတယ်နေရာဌာနအတ္တိတ္တအကုန်သခိုးတွေတော်တော်များများရှိတယ်အဲ့ဒါကိုပြည်သူအတွက်ပြောနေတာလားတိုင်းပြည်အတွက်ပြောနေတာလားနိုင်ငံလူမျိုးအတွက်ပြောနေတာလားဆိုတာလည်းမသိလောက်အောင်ကိုမင်းတို့ရဲ့ခေါင်းထဲမှာမင်းတို့စားရတဲ့ထမင်းကချီးပဲဖြစ်သွားတာအုံတော့ထဲမရောက်ဘူးနော်အဲ့တော့ဇော်ဘိုးကြီးဆိုတဲ့ကောင်ကိုမင်းတို့ကမင်းတို့မဖမ်းနဲ့မင်းတို့မဖမ်းခိုင်းနဲ့တတ်ခိုင်းအသေးတာတတ်ခိုင်း ငါပြောပြီးပြီငါတိုင်းပြီမှာငါတည်မြတ်တယ်လို့ငါမြတ်သွားပြီเนาะငါဒီ2022ခုနှစ်ဖေဖော်ဝါရီလတည့်ရက်အခင်းကျင်းရနေပြီးတော့အခု2025ခုနှစ်နှစ်လပိုင်း17ရက်နေ့မှာငါတည်သွားရင်ငါမြတ်သွားပြီငါသမိုင်းကကြံခဲ့ပြီးပြီဘာမှမဖြစ်ဘူးเนาะမင်းတို့သမိုင်းကောင်းတယ်မကောင်းဘူးဆိုတာလေအောင်မင်းတို့တခိုးမျိုးတခိုးရက်ွက်တခိုးဇာတိကလာတဲ့ကောင်မဟုတ်ဘူးเนาะ ငါတို့ပြောပြီးငါတို့ဘုရားမှာအမြင့်ဆုံးကငါတို့ဖေရအရာခံပူနဲ့တက်မတော်ကနေထွက်ထားတာနော်ရှင်းလားအဲ့တော့ကျတော့စကားဆိုတာကပြောရင်ထွက်ပြောသမ်းမှာမနာလိုဖြစ်ပါနဲ့ပြောပါတိုင်းပြည်မှာဒီလိုမျိုးပြောပြောမှရမှာအဓိကလက်လက်ဆွဲကံမပုံကံနဲ့တိုင်းပြည်ကိုမတော်လန့်နဲ့တိုင်းပြည်မှာ ဖွဲ့စည်းထားတဲ့အဖွဲ့အစည်းတက်မတော်ဘူးနော်လက်လက်ဆွဲကံပြီးတော့မတော်လန့်နဲ့ เนาะမပုံကန်နဲ့ပြောပြောလို့ရတယ်နိုင်ငံတော်အကြီးအကဲတွေကိုနာမည်တက်ပြီးတော့မဆဲနဲ့ဟုတ်လားသူတို့ရရှိနေတဲ့နှောင်းရှိဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီတင်ကန်အပြူအော်တို့ဘာလို့လဲညှိတဲ့နိုင်ငံတော်ရဲ့အထုအထိတ်အထုအမြတ်တွေနဲ့အရာတွေကိုမပြောနဲ့ဒါဆိုရင်ဖမ်းလို့မရဘူးဒါဥပဒေပေါင်လဲမှာပဲကျန်တဲ့ကိစ္စကတော့မီးမလာလို့မီးမလာတာကိုပြောတာကိုဘာကိုဖမ်းမလဲ နော်ကုံစင်းတို့တက်လို့တက်တယ်ပြောတာကိုဘာလို့ဖမ်းမလဲဒီဆိုရလက်ထက်မှာဒီကုံစင်းတို့ဒီလိုဖြစ်နေတယ်လို့ပြောတာကိုဘာလို့ဖမ်းမှာဟမ်အဲ့ဒါဆိုရင်နှလုံးမလားတဲ့လူသားဖြစ်သွားမှာပေါ့နှလုံးမလားတဲ့ခေါင်းဆောင်ဖြစ်သွားမှာပေါ့ခေါင်းဆောင်ဆိုတာကအစိုးရဆိုတာကဝန်ထမ်းဆိုတာကပြည်သူလူထုကအမှန်တရားကိုဝေဖန်တာကို ခံရရတယ်ဘာလို့လဲဒါသိလားပြည်သူရဲ့ဗန္နာဝင်တဲ့ တနိုင်ငံလုံးလေပတ်နေတဲ့အထဲမှာအဲ့အစိုးရလည်းပါတယ်နော်အဲ့ဒါကိုနားလေဖို့လို့လေနားလည်းပဲနှလုံးပိန်းလုံးကြီးပရင်အတွင်းနဲ့ဇော်ဘုံရုံဖန်းဇော်ဘုံဇော်ဘုံဇော်ဘုံနေပြီးတော့လဲသွားတယ်အားလုံးနဲ့ဆက်သွယ်ရှိတယ်နော်အကြောင်းမဲ့နဲ့ဘာမှမပြောဘူးမနေ့ကလိုက်မှလည်းပြောပြီးသွားပြီနော် သူတို့အတီးပြီးသားဒီကလေးအမှန်တွေပြောနေတာဒီကလေးတကယ်စစ်တရင်တွေပေးတယ်ရန်သူတရင်လည်းပေးတယ်နော်ကိုယ့်ရဲ့တက်မတော်ပြုတ်ကွဲမှုကြံစီနေတဲ့ဖျဲသီးတွေရဲ့တရင်နဲ့သူပေးနေတယ်ဒီလိုတွေလုပ်နေတယ်အောက်ချိန်မှာအချင်းပြတ်ချစားနေပြီးတော့မှအစိုးရရဲ့အတော်ရည်မဟုတ်ဘဲနဲ့မြေတွေကိုမတရားသိမ်းသွင်းပြီးတော့မှအဘကကြောကြီးဦးမင်းအောင်လိုင်းသားရဲ့နာမည်ကိုသုံးတယ်လှုပ်တယ်နော် အပြောနေတဲ့ဟာဥဆေရခိုင်တို့ပါတယ်1500ခိုင်တို့ပါတယ်ပြင်ဦးလွင်မှာ အာဟိုကညီလေးအောင်ပြည့်စုံရဲ့နာမည်တွေတုံးပြီးတော့မှအာတစ်လုံးသားလှုပ်တယ်အဲ့လိုမျိုးတွေလှုပ်နေတဲ့လူတွေအောက်မှာအများကြီးရှိတယ်ပြင်ဦးလွင်မှာရှင်းလားနော်တိတ်တော့ကြွကြဲနေတဲ့နေရာမှာဇော်ပုံးရေးမပါဘူးရှင်းလားနော်